မင်္ဂလာပါရှင်ဒီ channel လေးကနေပြီးတော့မြန်မာသားယင်းဤမြန်မာသားဖန်ဤနဲ့စကားပြောဆိုနည်းလေးတွေအပြင်အတန်းစဉ် alike မြန်မာသားဖတ်စာလေးတွေကိုသင်ကြားပေးနေတာဖြစ်ပါတယ်ရှင်ဒီနေ့တော့အထမတန်မြန်မာသားဖတ်စာထဲမှာပါဝင်တဲ့ယတစကပြေလေးတစ်ပုဒ်ကိုဖတ်ပြပေးသွားမှာဖြစ်ပါတယ်ဒီစကပြေလေးကတော့ချိုးတိုင်တက်ပွဲဆိုတဲ့ ယတစာတန်းလေးတစ်ခုဖြစ်ပါတယ်ရေးသားခဲ့တဲ့သူကတော့ဆရာမောင်သားချို ဖြစ်ပြီးတော့20ရာစုမှာရေးသားခဲ့တာဖြစ်ပါတယ်ဒီချောတိုင်းတပွဲကိုဆိုတဲ့ယတစကပြေလေးရဲ့အဓိကအချက်ကလေးတွေကတော့ချောတိုင်းတပွဲဆိုတာနော်ချောတိုင်းတပွဲဟာပြည်တော်စုနေနဲ့အလိုက်ဖက်ဆုံးသော စီလုံးညီညွတ်မှုကိုပေါ်ဆောင်တဲ့လူမှုအားကစားနည်းတစ်မျိုးဖြစ်သည် ပျော်ရွှင်မှုကြည်နူးမှုမချင်မရဲဖြစ်မှုအားရခြင်းနှံ့မှုစသည့်ယတမျိုးစုံပေးသောမြမရိုးရာအာကစားနီတရံဖြစ်သည် ချောတိုင်တပွဲသည်ဇွဲဖြင့်ရှင်စူးစားရှင်ပြန်ရသော အာကစားနီတမျိုးဖြစ်သည်ဇွဲရှိုံများဖြင့်အောင်မြင်မှုမရနိုင်ပေမည် စီလုံးညီညွတ်မှုဖြတ်ထုတ်ဉာဏ်ပညာအသုံးချမှုတို့ဖြင့်ကျိုးသားအထောက်လင်အောင်မြင်မှုကိုရနိုင်သည်ဆိုတဲ့အဓိကချက်ကလေးတွေနဲ့လေ့လာရမှာ ဖြစ်ပါတယ်။ကဲဒါဆိုရင်ဆရာမောင်သာချိုရေးသားခဲ့တဲ့ချောတိုင်းတက်ပွဲ ဆိုတဲ့ယတ္တဇကပြေလေးကိုဖတ်ကြည့်အောင်။ချောတိုင်းတက်ပွဲဒီကနေ့ကပြည်တော်စုနေ့ဖြစ်သည်ထို့ကြောင့်ရွာဦးကျောင်းတစ်ခုလုံး ယုံ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 ဖြစ်နေသည်ဖုံ တလုံးလုံးထနေသည်တရွာလုံးရှိခလေးလူကြီးအလုံးသည် ကြောင်းဝင်းတဲမှလူပဒေသာသီးနေပြီကြောင်းရှိတလင်းကအလွန်တရာကျယ်ဝန်းသည်တစ်ပင်မရှိ ကွင်းတီတီဖြစ်သောကြောင့်ရွာဖျားပွဲကထိန်ပွဲသရင်ကျုပ်ပွဲစသည်စသည်များအတွေ့ဇပ်ပွဲအငိမ်ပွဲများတွင်လျင်တီကြောင်းတလင်းမှလုံမြဲပင် ယခုလဲဒီကျောင်းတလင်းမှာပြည်တော်စုပွဲလုပ်ကြပြီခေါင်းရိုက်ပွဲမုံစာပြေးပွဲဂုံအိတ်စုပြေးပွဲရိုးရိုးပြေးပွဲထုတ်စီတိုးပွဲစသည်ဖြင့်အလွန်များပြားလှလေသည်ကလေးများကဟိုပြေးပွဲဒီပြေးပွဲနှင့်သာဒီသို့တော်ချောတိုင်းတပွဲကမစသေးနေနေရင်ဝဲလောက်နေရင်ဝဲလောက်စီပျော်လောက်မှစမြည်ထင်သည်နေကင်းမိုင်း ရောက်သည်ဖြင့်နေကပြင်းပြင်းပူပြီးဝဘိုးဝါကိုပြုတ်လုထားသောချောတိုင်ကအစင်းနှင့်တဝင်းဝင်းဖြစ်နေသည်မှာလူဆွမ်းကောင်းများကိုပြောင်းလှံပြောင်းနေသလားမဆိုနိုင်ဒိုးဘဝိုင်းကသွေးကြလာပြီးအတန်ချက်ဆက်မှလည်းစူးစူးညံ့ညံ့ဖြစ်လာသည်ပိဋိတက်ကလည်းလူစွမ်းကောင်းကိုရှာကြပြီးစူးစူးညံ့ညံ့ရေရုပ်သေးသေးကြားမှပင်စိန်ပုကွင်းထဲသို့ထွက်လာသည်တက်တော့မြည်ထင့် ကဲခလေးတွေကလူကြီးတွေကနောက်ကိုဆုပ်ပေးကြပါနော်နောက်ကိုဆုပ်ပေးကြပါချောနိုင်နောက်ကိုမကက်ကြပါနဲ့လို့လေးစားသာတောင်းမှန်ပါနဲ့ခမအခုပထမဆုံးကိုစိန်ပုကတက်မှာပါဟုတ်ပြီစိန်ပုတက်တော့မီစိန်ပုကကရောင်းကိုမြိုင်းမြောင်အောင်ကြိုက်လိုက်သည်ပိယိတက်ကလက်ခုပ်တစ်ဖြောင်းဖြောင်းတီးကြလေသည်ဟောစိန်ပုတက်ပြီ ဒိုးတန်ကအတက်ဖွဲတက်သွက်တီးပေးသည် တခုံနှခုံသုံးကုံလေးကုံဟောလေးကုံ အမြောက်မှပင်စိန်ပုရှော့ကြလေပြီပရိသတ်ကတဝါဝါပွဲကြကုန်သည် စိန်ပုလည်းတချီတဲ့နှင့်တက်လန်တော့သည် ကိုစိန်ဖူးကတော့လက်လျှော့သွားပြီနော်စုငွေတရာစုငွေတရာဇွဲရှိသူတွေမွေးနေပါပြီ အတန်ချက်ဆက်မှလည်းတွင်တွင်ဖိတ်ခေါ်နေသည်ဟောတယောက်ထွက်လာပြန်ပြီသူကဖိုးနီတာဖိုးနီတာက ချောတိုင်ကိုခက်ပြုံးပြုံးမော့ကြည့်သည် ခလေးကစားစရာများ ထင်ရော့သလားသူ့ပုံစံကခက်အေးအေးပင်သုံးကွာရွာတရွာလုံးအုံးပင်ကွန်သေးပင်မှန်သည်။သူတက်ဖူးသည်၊သူစွမ်းသည်။ဒါကြောင့်ပင် လွယ်လွယ်ကလေးထင်ကပြုံးနေသလားမဆိုတတ်။ ဒုသင်ကဆူလာပြီးအတန်ချက်ဆက်တန်ကလည်းဦးလာပြီးပရိသတ်ကလက်ခုပ်ဩပါကိုနှစ်ဆတိုးပေးကြသည်ဖိုးနီတာကစတက်ပြီးဟော သူ့ဘေးမှာတိုင်းလွယ်ထားတဲ့လုံငွေးထဲမှာဘာတွေပါလဲဖုံ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 နဲ့အမေတဲဟုတ်ပါလားတဲရီအပြည့်ထဲလို့ညံကူတော့မြည်ထင်ပေါ့ ဖိုးနီတာကချောတိုင်ကိုတခုံတက်လိုက်သဲများကို၌ကအပေါ်သို့လှမ်းပစ်လိုက်နှင့်ဗျာများနေသည်သဲများနှင့်လှမ်းပြင့်နေသဖြင့်လေအောက်ရှိ လူများမှနောက်သို့အလွအယက်ဆုတ်ကြသည်ဒိုးတန်ကပို၍ဆူလာ၏လက်ခုတ်တန်ကလည်းပို၍ပို၍ထူးလာ၏ မီတာကတိုင်တဝက်ကျိုးလာပြီးတခါခုံ၍တက်လိုက်တိုင်းချောတိုင်းကသွက်သက်ခါသွားသည်အစီတွေကတအိအိကျလာသည်ဖိုးနီတာဤမဲကျုပ်ကျုပ်အသားကအစီလူးသည်ဖြင့်နေရောင်မှာတပြောင်းပြောင်းရှိလေသည်ဟောဖိုးနီတာကတအိအိရှောကျလာလေသည်ဖိုးနီတာကအန်ကိုကြိတ်ကပေါင်ချင်း ပောင်ချင်းလိန်၍ကတ်ထားသည်မရဒိုးတန်လဲရက်ပြီးဖိုးနီတာလဲရှော့ကြလေတော့သည်ပိယိတ်သက်ကတဝါဝါနဲ့သဘောအကြကြီးကြလေသည်အတန်ချင်းဆက်ကလူစွမ်းကောင်းကိုဖိတ်ခေါ်နေစေဖြစ်သည်ချောတိုင်းထက်မှအလံကလေးကလည်းလေထဲမှာတလူလူလွင့်ရင်းစုရှင်ကိုရှာနေစေဖြစ်သည်ဟော လာပြန်ပြီလူငယ်ကလေးတွေစုစုပေါင်း9ယောက်အင်းတက်ကြအောင်မယ်ပေါ့သူတို့ကလည်းအကြံတစ်မျိုးဖြစ်သည်ခတ်တောင့်တောင့်လူငယ်ကတိုင်ရင်းမှာဖက်ရက်လိုက်သည်သူဤအပေါ်ကိုနောက်လူငယ်တစ်ယောက်ကတွေ့တဲ့ရင်ပခုံးပေါ်မှာမတ်တရက်သည်နောက်တစ်ယောက်ပြီးတစ်ယောက်စင်ကဲစင်ကဲတက်သွားကြသည်အောက်ဆုံးမှလူငယ်ကတောင်းသည်ဆိုတော့လဲမနေအန်ကျိတ်ထားရသည်ချွေးတွေတတွီတီ ကြကတဆက်ဆက်တုံနေတော့သည်အပေါ်မှ လူငယ်များက အောက်မှလူတက်တာရရအောင်တက်နိုင်သည်မြခိုတွေထားကြသည်ဟောခုနှစ်ယောက်စလုံးစင်ကဲစင်ကဲတက်ကြပြီးအလံကိုမှီရန် လူတရက်လောက်လိုတော့သည်ဒိုးတန်က မိုးရံကို ထိုးဖောက်သွားမလောက်ပြောင်မြောက်လာသည်ပြိသက်အားလုံးလက်ခုပ်တဖြောင်းဖြောင်းတီးကအားပေးကြသည် အပေါ်ဆုံးမှဖလန်း လူဖလန်လေးကတိုင်ကိုကုတ်ကတ်ကတရွေ့ရွေ့တက်နေသည် သူတကလုံးချွေးများ အစီများဖြင့်ဝင်းနေသည်တက်ရင်တက်ရင်မှတရွေ့ရွေ့ရှော့ကြလာသည်အောက်မှလူအောက်မှလူဤခေါင်းပေါ်မှာခြေတော်မှေးရင်ပြန်ရက်နေပြန်သည် ဟောဒုတိယအကြိမ်တက်ပြန်ပြီအောက်မှလူကလက်ကိုမြောက်ကခြေတော်ကိုတွန်းတင်ပေးသည် ဟောတရွဲ့ရွဲ့နဲ့တိုင်ထိတ်ကိုလက်ဖြင့်ဖမ်းကန်လိုက်သည် လူလက်တစ်ဖက်ကအလံတိုင်ကို ချွတ်ယူလိုက်သည်ဒိုးတန်ကစူတီထက်စူလာသည်အတန်ချက်ဆက်ကလည်းစူလာသည် လူပိဋကကအဝယ်များကို မိုးပေါ်တို့ပြင့်မြောက်ကဩပါပေးကြလေတော့သည်ဒါလေးကတော့အခုဖက်ပြပေးသွားတာလေးကတော့ဆရာမောင်သာချုံရေးသားထားတဲ့ ထော်ချောတိုင်းတက်ပွဲဆိုတဲ့ဆောင်းမလေးကိုဖက်ပြပေးခဲ့တာဖြစ်ပါတယ်ဒီဆောင်းမလေးထဲမှာဆိုရင်ခက်စစ်စနှလုံးအထိပါတာဖြစ်ပါတယ်ပထမဆုံးခက်စစ်ကတော့ queen queen ဆိုတာကျဲပြန့်၍ဟင်းလင်းဖြစ်သောမြေမျက်နှာပြင် နောက်တစ်ခုကချောတိုင်းချောတိုင်းဆိုတာပျော်ပွဲရှင်ပွဲတွင်တက်ရန်အစီတုံလင်းထားသောဝဘိုးတိုင်းနောက်တစ်ခုကတလင်း တလင်းဆိုတာကညီညာရှင်းလင်းတော့မြေမြက်နဲ့ပြင်နောက်တစ်ခုကတက်လန်တက်လန်ဆိုတာအကျန်းမအောင်မြင်ပဲပြန်လှည့်လာရသည် နောက်တစ်ခုကမြောင်မြောင်ဆိုတာပစိုးကိုလုံး၍တင်းတင်းကြပ်ကြပ်ကတ်နေအောင်ကရောင်းကြိုက်တာကိုခေါ်တာနောက်တစ်ခုကပရိတ်သက်ပရိတ်သက်ကတော့လူစုလူဝဲကိုခေါ်တယ်နောက်တစ်ခုကပွဲကြ ပွဲကြဆိုတာကတော့ပြိတ္တန်နှိချိုင်းသဘောကြတယ်နောက်တစ်ခုကဖိတ်ဖိတ်ဆိုတာလာရန်ပန်ကြားတယ်နောက်တစ်ခုကလူစွမ်းကောင်းလူစွမ်းကောင်းဆိုတာကတော့နှလုံးရည်လက်ယုံရည်ထုခက်တာလုံးနဲ့သူနောက်တစ်ခုကသွေးကြွသွေးကြွဆိုတာစိတ်ပြင်းပြထက်တန်သည် နောက်တစ်ခုကတသက်ခါတသက်ခါကတော့ အဟုန်ပြင်းစွာတုံလှုပ်သည်နဲ့နောက်ဆုံးတစ်ခုကတော့အတန်ချက်ဆဲဆိုပြီးတော့အတန်ကိုကျဲလောင်စရန် တိုးမြင့်ပေးတဲ့စက္ကရိယာဆိုပြီးတော့ယင်ခက်စစ်အဖွင့်ဆက်နှလုံးပေးထားတာဖြစ်ပါလိမ့်ရှင်ကဲဒီနေ့ဖက်ပြပေးသွားတာတော့ချိုးတိုင်တက်ပွဲဆိုတဲ့ဆရာမောင်တာချုံ၂၀ရာစုမှာရေးသားခဲ့တဲ့ เนาะစောင်းမလေးကိုဖက်ပြပေးသွားခဲ့တာဖြစ်ပါလေရှင်ကျေးဇူးတင်ပါတယ်ရှင်